ဟိုထဲမှာရှိတဲ့အသေးဟာအစိတ်တွေသူကဖြည့်ပြီးတယ်လေ။သူကဘယ်အချိန်မှဖြည့်လဲဆိုတော့ကျမတို့ညအိတ်တဲ့အချိန်မှလည်းဖြည့်တယ်။နော်။အကယ်၍လူတွေကအကြောင်းအကြောင်းကြောင့်အိတ်မပြောသည်ဖြစ်စေမအိတ်တာဖြစ်စေမနေ့အိတ်ရထရင်ကိုကိုကိုမျက်နှာထဲမှာမှန်ထဲမှာပြန်ကြည့်လိုက်။လူကမလန်းအဲ့လိုပေါ့နော်။အယောင်လည်းမရှိတော့ဘူး။ဘာဆိုတော့အသေးဟာလေဒီအစိတ်တွေဖြည့်ဖို့အချိန်မရပါဘူး။ အဲ့တော့ကောင်းကောင်းအိပ်ပျော်အောင်အေးစိတ်စီဖြည်စီမှုတွေလျှော့မြေကြီးကိုနင်းတင့်တော်တဲ့အစာတွေစားဒီမတင့်တော်တဲ့အထူးသဖြင့်ဒီတော့မလို့ကျမလေးအခုနောက်ပိုင်းဒီစတိုးကုံတိုက်ကြီးတွေပါတွေသွားရင်ဘာမှဝယ်ခြင်းစိတ်မရှိဘူးကြည့်လိုက်ရင်အကုန်လုံးကပြုတ်ပြင်ပြီးသားအစာအတော့တယ်လေအဲ့ဒါတွေကိုကိုကဘယ်လိုမြင်ရမလဲဆိုရင်ဒါအစိတ်တွေပဲအစိတ်တွေပဲငါကင်ဆာဖြစ်မှာဆိုပြီးတော့ တော်ယုံတိုင်ယုံဝယ်မဲ့ဟာဥမာဆဲကားဝယ်မဲ့ဆိုရင် maybe ငါးကာလပဲဝယ်ရင်ဝယ်ပြစ်မှာပေါ့နော်အဲ့လိုကြည့်ရမယ်လေအဲ့လိုကြည့်ခြင်းအဖြစ်ကိုကိုကိုဟိုပါပေါ့နော်ကာကွယ်ရရောက်တာပေါ့နော်အဲ့လိုဒီအထူးသဖြင့်ဒီလုပ်ပြီးသားအစာလို့ဆိုမစားနဲ့နော်နောက်ပြီးတော့ဒီကြားကိုရှောင်းအဓိကအချိုမှုန့်ကိုရှောင်းနော်အဲ့ဒါတွေရှောင်လို့ရှိရင်တော်တော်ကိုအကြမ်းမယ်အဲ့တော့အဓိကကကျွန်မပြောချင်တာဥကျမ်းမာအောင်လေ ခူချမ်းမအောင်ဘယ်လိုနေရမလဲဆိုတော့ကောင်းတော့ကောင်းတဲ့အကျိုးပြုဘိုးတွေနဲ့ဖြည့်ကောင်းတဲ့အကျိုးပြုဘိုးတွေနဲ့ဖြည့်ဖို့ကလည်း probiotics တွေတောက်ချင်ဘတ်ဒီစာမကြင်ညက်တဲ့အစာတွေကိုမစားနဲ့နွားနို့ရှောင်းเนาะဂျုံကိုရှောင်း GMO ပစ္စည်းတွေရှောင်း GMO ထဲမှာပြောင်းပူးလဲပါတယ်เนาะပြောင်းပူးတော့ baby z တို့เนาะရှောင်းနောက်ပြီးတော့ဒီအစာခြေစည်းကိုတောက်နိုင်ပိုကောင်းတယ် အစာကြေလေအထူးသဖြင့်ကင်ဆာသမားတွေနော်ကျမနောက်ဆုံးဖတ်ထားတာဒီအစာကြေဈေးတောက်လို့ရှိရင်အစာတွေကကောင်းကောင်းကြီးညက်တယ်နောက်ပြီးသူကကင်ဆာတွေကို ဖုံးနေတယ်ဒီ fibrin ဓာတ်တွေကိုလည်းကြေစီတဲ့အတွက်ကြောင့်မလို့နော်ဒီကင်ဆာကုသတဲ့အခါမှာပိုပြီးထိရောက်တယ်လို့ပြောတယ်နော်ဒီဥဟိုကျမအောင်နေနောက်ပြီးဥဒုဖြစ်တဲ့အပူအေးအေးမျှတာအောင်နေနော်ခန္ဓာကိုယ်ရောင်ကိုင်းခြင်းကိုမဖြစ်စေနဲ့ ခန္ဓာကိုယ်အစိတ်တွေကိုရှော့နိုင်နေမြားရှော့နော်အဲ့ဒီဓာရီကိုလိုက်နာနေမယ်ဆိုရင်ကျမထင်တယ်နော် maybe 90 or 80ရာခိုင်နှုန်းလောက်ကကိုကတော်တော်လေးကိုကာကွယ်ပြီးသားဖြစ်သွားတယ်နော်